လာပါ DB Fatchet Season ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ Facebook ပေါ်မှာ account တွေနဲ့ထိုးစစ်ဆင်တဲ့စစ်ဝါဒဖြစ်မှုပုံစံတစ်ကကြီးစိုးလာနေသလားဒီပိင်းမျိုးနဲ့အိုးတိမ်တွင်းကြေးရွာစာတင်ကြောင်းဘုံကျဲခံရမှုစစ်လော်ဘီတွေဘလို့လိမ်လည်ခဲ့တယ်လဲရတိတောင်မျိုးထွန်းရဝေကြေးရွာဘုံကျဲခံရလို့တိတ်ဆုံးတာအေးအေးတွေလားစားတဲ့လက်တလုံးလူမှုကွန်ရက်ပေါ်ကလှုပ်ခတ်နေတဲ့တရင်အမားတွေကိုစစ်စေးဖော်လို့တက်ဆက်ပေးတော့မှာဖြစ်ပါတယ်။ သတင်းတုသတင်းအမှားတွေဝေခွဲရခက်နေ TV Fact Check Facebook page ကိုလာရောက်မြင်မြန်းနိုင်တယ်လို့သတင်းအမှားစစ်ဆေးချက်တွေလက်မလွတ်တမ်းသိရအောင် TV Fact Check Telegram Channel ကိုလည်း join ထားနိုင်ပါတယ်ကျမကတော့တက်ဆက်သူအိမ်ပါမေလ12ရက်နေ့ကစစ်ကောင်စီကဒီပင်းမြို့နယ်အိုးတိတ်တွင်ကျေးရွာကိုလေကြောင်းတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ DVB နဲ့ လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေကရုပ်တံဖိုင်တွေတပ်ပုံတွေနဲ့တကွဒေတာခံတွေကိုမေးမြန်းပြီးသတင်းဖော်ပြခဲ့ပါတယ်။ဒီလို သတင်းဖော်ပြခဲ့ရမှာ စာဖတ်သူတွေကကွန်မန့်တွေနဲ့သူတို့ရဲ့အမြင်တွေကိုမျှဝေပြောဆိုမှုတွေလည်းရှိခဲ့ကြပါတယ်။ဒီလိုကွန်မန့်ပေးပြောဆိုကြသူတွေထဲမှာတပိုင်းမြို့နယ်အိုးတိန်တွင်ကျေးရွာတိုက်ခိုက်ခံရပြီးចောင်းသူចောင်းသားတွေတေဆုံးခဲ့ရတာနဲ့ပတ်သက်လို့ဒါဟာចောင်းဖွင့်ချိန်မှာမဟုတ်ဘူး။ ကြောင်ထဲမှာ PDF တွေလက်လုံဘုံလုတ်တာအဆောက်အုံတွေကကျေမွမတော်ဘူးလက်လုံမိုင်းလားလေရင်ဘုံလားစသလိုအဓိပ္ပာယ်စင်တူတဲ့မှတ်ချက်တွေလည်းအများပြားထွက်ပေါ်လာခဲ့ပါတယ်ဒီလိုမှတ်ချက်တွေရေးသားတဲ့အကောင့်တွေကိုစစ်ဆေးကြည့်တဲ့အခါမှာအကောင့်တွေဟာရုပ်အမှန်မတင်တဲ့အကောင့်တူတွေ profile လော့ချထားတဲ့အကောင့်တွေနဲ့စက်ကောင်စီကိုထောက်ခံရေးသားတဲ့အကောင့်တွေဖြစ်နေတာကိုစစ်ဆေးတွေ့ရှိရပါတယ်ဒီလိုရေးသားမှုတွေနဲ့ပတ်သက်လို့ အိုးတိန်င်းကျေးရွာစတင်ကြောင်းဘုံကျဲတိုက်ခိုက်ခံရမှုဖြစ်စဉ်ကနေစပြီးပို့ပြီးကြဲကြဲပြန့်ပြန့်တွေ့မြင်ရတယ်လို့လွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။အိုးတိန်င်းကျေးရွာဖြစ်စဉ်မှာဒီမကပဲစစ်ဘေးရှောင်စခန်းတွေတိုက်ခိုက်ခံရလို့သတင်းတင်ဆက်မှုတွေမှာလည်းစစ်ဘေးရှောင်စခန်းမရှိဘူး PDF စခန်းပဲ PDF တွေနားရှောင်လို့ထီတာဆိုတာမျိုးတွေနဲ့ကွန်မန့်ရေးသားမှုတွေရှိနေပြီးဒီလိုရေးသားတဲ့အကောင့်တွေထဲက အကောင့်တချို့ကိုစာပန်းစစ်ဆေးကြည့်တဲ့အခါမှာလဲအကောင့်ထုတွေနဲ့ profile လော့ချထားတဲ့အကောင့်တွေသာဖြစ်နေတာပါ DB fact check ကစစ်ဆေးမှုတွေအရ Facebook account တွေဟာသတင်းဌာနတွေရဲ့အောက်မှာရေးသားမှုတွေဟာစစ်ကောင်စီရဲ့တိုက်ခတ်ပစ်ခတ်မှုလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေကိုထိခိုက်သိမ်းဆုံးခဲ့ရတဲ့သတင်းတွေအောက်မှာဝါရဖြစ်တဲ့ comment တွေကိုအဓိကရေးသားနေတာဖြစ်ပြီးရေးသားသူအများစုဟာလည်းအကောင့်စစ်နဲ့ရေးသားသူရှာပါပြီး အကောင့်တူတွေ profile လော့ချထားတဲ့စစ်ကောင်စီထောက်ခံသူတွေရဲ့အကောင့်တွေသာဖြစ်နေပါဗျ။ဒီလိုစစ်ကောင်စီရဲ့ကျူးလွန်မှုတွေကိုကာကွယ်ဖို့အကောင့်တူတွေနဲ့ဝါရဖြန့်လှုပ်ဆောင်တာတွေကြဲပြန့်လာတာနဲ့ပတ်သက်ပြီး DVB မှလည်းသတင်းတင်ဆက်ထားပါသေးတယ်။ဖြန့်ဝေလျက်စစ်ကောင်စီကျူးလွန်နေတဲ့လူခွင့်ရေးချိုးဖောက်မှုတွေစစ်ရာဇဝတ်မှုတွေကိုဖုံးကွယ်ဖို့အတွက်စစ်တပ်ရဲ့ဝါရဖြန့်လော်ဘီတွေကသတင်းမှတွေဖြန့်ဝေနေတာကို အုပ်စုလိုက်ပူးပေါင်းလှုပ်ဆောင်နေကြောင်းစောင့်ကြည့်ရဲ့ရပ်ဘက်ဖွဲ့တွေရဲ့လိလာတွေ့ရှိချက်တွေရသိရပါတယ်။စစ်တပ်ရဲ့သတင်းမှဖြန့်ချီတာကအာနာသိန်းစကလေးကစနစ်တကျပြုလုပ်နေကြတာဖြစ်ပေမဲ့အခုနောက်ပိုင်းဆိုရှယ်မီဒီယာအသုံးပြုသူတွေကိုဖန်ဆီးထောင်ချတာတွေကြောင့်စစ်တပ်လော်ဘီတွေရဲ့သတင်းမှဖြန့်ချီမှုကပုံမထင်တာလာတာဖြစ်ကြောင်းသတင်းအချက်အလက်စစ်ဆေးဖော်ထုတ်နေတဲ့ The Red Flag အဖွဲ့ကသူတည်တီတယောက်ကပြောပါတယ်။ပြီးခဲ့တဲ့မေလ12ရက်က စစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ပါလေစစ်ကောင်စီဝါဒဖြန့်သတင်းချန်နယ်တွေကပုံကျဲတိုက်ခိုက်ခဲ့တာမဟုတ်ကြောင်းညင်းဆိုနေပေမဲ့လည်းတစ်ဖက်မှာတော့စစ်ကောင်စီဝါဒဖြန့်လော်ဘီအကောင့်တွေကတော့လန်တကင်တပ်ဖွဲ့တွေရှိလို့ပုံကျဲချခဲ့တာလို့ပြေးသားဖြန့်ဝင်နေကြတာပါဒီဖြစ်စဉ်မှာလည်းစစ်တပ်ရဲ့ပြောဆိုချက်တွေကကွဲလွဲနေပြီးမြေပြင်ကတွေ့ရှိရချက်တွေကသတင်းမှာဖော်ပြချက်တွေနဲ့ကိုက်ညီနေကြောင်းကိုလူခွင့်ရေးကိစ္စတွေမှတ်တမ်းတင်နေတဲ့45 rise က မြမလူခွင့်ရေးဆိုင်ရာစုံစမ်းစစ်ဆေးရေးတာဝန်ခံမချင်ဆန်းကလည်းပြောပါရယ်ဒီလိုစစ်ကောင်စီ lobby တွေရဲ့ဝါရဖြန့်မှုဟာ Telegram channel တွေမှာမကဘဲ Facebook ပေါ်ကို ပြန်လည်ရောက်ရှိလာမှုတွေဟာ Facebook ရဲ့ဝါရဖြန့်အပြောင်းလဲတွေနဲ့လည်းဆက်ဆက်မှုရှိနေပါသေးတယ် Facebook ဟာ fact checking လို့ခေါ်တဲ့အချက်အလက်တွေထိမ့်သိမ်းမှုဆိုင်ရာမူဝါဒကိုပါပြောင်းလဲပြီး communication note နဲ့အစားထိုးမယ်လို့2025ခုနှစ် match လအတွင်းက Facebook တီထောင်သူ Matt Zuckerberg ကကြေညာခဲ့ပါတယ်။ဒီလိုကြေညာပြီးနောက်ပိုင်းမှာစစ်ကောင်စီ lobby တွေဟာ Facebook မှာနေရာရဖို့အတွက်ပြန်လည်ကြိုးပမ်းလာခဲ့တာဖြစ်ပြီးလက်ရှိအချိန်မှာတော့ account တွေနဲ့ comment ရေးသားပြီးဝါရဖြစ်တဲ့နီလန်ကိုထပ်မံလှုပ်ဆောင်လာခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် Facebook သုံးဆွဲသူတွေအနေနဲ့ social media ပေါ်မှာ post တင်ဖြန့်ဝေတဲ့ဝါဒဖြန့်သတင်းအမှားတွေဒါမကပဲသတင်းမီဒီယာတွေအောက်မှာဝင်ရောက်ရေးသားနေတဲ့ account တွေ profile ဝင်ကြည့်မရအောင်လုံဆောင်ထားတဲ့ account တွေနဲ့စစ်ကောင်စီထောက်ခံရေးသားသူတွေရဲ့ဝါဒဖြန့် comment အန္တရာယ်ကိုပါသတိထားကြဖို့နှိုးဆော်လိုက်ပါတယ်စကိုင်းတိုင်းတပိုင်းမြို့နယ်အိုးတိန်တွင်ကျေးရွာရဲ့ စတင်ကြောင်းမေလ12ရက်နေ့မှာလေချောင်းကနေဘုံကျဲတိုက်ခိုက်ခံရပြီးစတင်ကြားနေတဲ့ကလေးငယ်20ဦးဆရာမ2ဦးစွတ်စွတ်ပေါင်း22ဦးဖြစ်ဖြစ်ချင်းကွဲလွန်ခဲ့ရတယ်လို့နောက်ပိုင်းမှာထိခိုက်ဒဏ်ရာရသူတွေထဲက2ဦးထပ်မံကွဲလွန်ခဲ့လို့ဒီဖြစ်စဉ်မှာကွဲလွန်သူ24ဦးထိရှိခဲ့ပါတယ်။လေရင်နဲ့ဘုံကျဲချလိုက်တဲ့မေလ12ရက်နေ့မှာကိုပဲစစ်ကောင်စီထောက်ခံတဲ့ Telegram Channel တွေကနေလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာမဟုတ်ဘူး။ စာသင်ကျောင်းထဲမှာလက်လုပ်ပုံလုပ်ရင်ထကွဲတာစတဲ့အာယုံလွဲစာသားရေးသားမှုတွေနဲ့နေမကူပဲဖြန့်ဝေခဲ့ပါဗျ။ဒီဖြန့်ဝေမှုကိုတိုက်ပွဲသတင်းစုံကကဟန်နဲ့ဒဇင်ဦးစတဲ့ Telegram Channel တွေကနေဖြန့်ဝေခဲ့တာပါ။နောက်တစ်ရက်ဖြစ်တဲ့မေလ23ရက်နေ့မှာလဲဇော်တဲ့ Facebook အကောင့်ကနေအိုးတိန်တွင်ကြေးရွာဖြစ်စဉ်ဟာ လုံးကြံဝါရဖြန့်ရိုက်ကူးရေးဖြစ်နိုင်တယ်လို့ဝါရဖြန့်ခဲ့တယ်လို့ကြောင်းပိတ်ချိန်မှုလို့ကလေးတွေတိတ်ဆုံးတာမဟုတ်ဘူးဆိုပြီးဝါရဖြန့်မှုတွေလည်းရှိခဲ့ပါတယ်။ဒီလိုမျိုးစစ်ကောင်စီဘက်ကဝါရအကြီးကျယ်ဖြန့်ဝင်နေတယ်လို့စစ်ကောင်စီပြန်ကြားရေးကလည်းအိုတိန်နင်းကျေးရွာဖြစ်စဉ်ဟာမဟုတ်မမှန်ဘူးစစ်ကောင်စီကနေမြေတည်ငြိမ်အေးချမ်းရေးကိုပဲလှုပ်တာစီရေးပြတ်မှတ်မဟုတ်တဲ့နေရာတွေကိုဘုံကျဲတိုက်ခိုက်တာမရှိဘူးလို့ထုတ်ပြန်ခဲ့ပါတယ်။အိုတိန်နင်းကျေးရွာစာတင်ကြောင်းဘုံကျဲတိုက်ခိုက်ခံရလို့ ကလေးငယ်တွေအပါအဝင်စုစုပေါင်း24ဦးကွယ်လွန်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး DVB အပါအဝင်လွတ်လပ်ပြုံကြီးစိတ်ချတဲ့သတင်းဌာနတွေမှာစစ်ကောင်စီကလေရင်နဲ့ဘုံကျက်တိုက်ခိုက်ခဲ့လို့စာတင်ကြားနေတဲ့ကလေးငယ်တွေထိခိုက်ဒိဆုံးခဲ့ပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းမှာဖော်ပြခဲ့ပါတယ်။သတင်းဌာနတွေကဖော်ပြချက်တွေထဲမှာအုတ်တင်တွင်ကျေးရွာကိုစစ်တပ်ကလေကြောင်းကနေဘုံကျက်တိုက်ခိုက်ခဲ့လို့ထိခိုက်ဒိဆုံးခဲ့ရတဲ့ကလေးငယ်တွေနဲ့ မိဘတွေရွာသူရွာသားတွေနဲ့မြေပြင်မှာကုညီဆောင်ရွက်ပေးနေသူတွေကိုအင်တာဗျူးပြီးသတင်းတင်ဆက်ထားတာပဲဖြစ်ပါတယ်။ဒီလိုသတင်းဌာနတွေကဒေသခံတွေကိုမေးမြန်းပြီးသတင်းမှန်တင်ဆက်ထားသလိုစစ်ကောင်စီ lobby အကောင့်တွေဖြစ်တဲ့နေပြည်တော် Telegram channel မှာတော့ဥတိန်တွင်ကြေးရွာကចောင်းသူចောင်းသားတွေတည်ဆုံရတာနဲ့ပတ်သက်လို့ PDF တွေသေးတာဆိုပြီးဓပုံတွေနဲ့တကွာမေလ12ရက်နေ့ကဖြန့်ဝေခဲ့ပါသေးတယ်။ တေဆုံးသူတွေရဲ့ဓာတ်ပုံတွေထဲမှာကလေးငယ်တွေရဲ့ပုံပါဝင်နေပြီးတေဆုံးနေရသူတွေဟာ PDF တွေလို့သတင်းမှာဖော်ပြနေတာဖြစ်တယ်လို့စစ်ကောင်စီ lobby တွေချင်းချင်းဖြန့်ဝေတဲ့အကြောင်းအရာဟာလည်းကွဲလွဲနေတာပဲဖြစ်ပါတယ်။ဒါကြောင့်အိုးတိန်ရင်ကျေးရွာကိုစစ်ကောင်စီကလေးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာထင်ရှားနေပေမဲ့စစ်ကောင်စီနဲ့ lobby တွေကတော့လိန်လဲထွက်ဆိုနေတာပဲဖြစ်ပါတယ်။ဒီလို့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင် ပြည်သူတွေအများပြားထိခိုက်သိဆုံးခဲ့ရတာအခုမှမဟုတ်ပါဘူး၂023ခုနှစ်ဧပြီလ17ရက်နေ့ကလည်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့လို့စကိုင်းတိုင်းကမ့်လူမျိုးအနောက်ဖက်ရှိပစီကြီးကျေးရွာမှာကလေးငယ်တွေအပါအဝင် လူပေါင်း100ကျော်သိဆုံးခဲ့ရပါသေးတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့မတ်လ28ရက်နေ့က AI အေဂျင်စီရသတင်းဌာနက စက်ကောင်စီဗိုလ်ချုပ်စော်မင်းထွန်းကိုအင်တာဗျူးမေးမြန်းခဲ့စဉ်တုန်းကလည်းပစီကြီးကျွာထိခိုက်မှုကိုဝန်ခံခဲ့တဲ့အပြင်ကလေးတွေအများကြီးသိဆုံးမှုမှာပါဝင်တယ်ဆိုတာကအကြမ်းဖက်အဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့အုပ်စုရဲ့အစိတ်အပိုင်းဖြစ်နေလို့တိုက်ခိုက်မှုတွေရဲ့ဘေးထွက်ဆိုးကျိုးစစ်ပွဲရဲ့တဘာဝလို့ပြောဆိုခဲ့တာပါဒါကြောင့်စစ်ကောင်စီဟာပြည်သူတွေကိုဘုံကျဲတိုက်ခိုက်ရမှာတိုက်ခိုက်မဲ့နေရမှာခလင်းငယ်တွေရှိမရှိ ပြည်သူတွေဟုတ်မဟုတ်ခွဲခြားမှုမရှိဘဲလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေချိန်မှာတေဆုံးသွားရတဲ့ကလေးငယ်တွေတက်ကြီးရွယ်အိုတွေနဲ့ပြည်သူတွေအပေါ်ညှတာမှုမရှိဘဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာထင်ရှားပါတယ်။ဒီလိုပြည်သူတွေကိုညှတာမှုမရှိဘဲလေကြောင်းတိုက်ခိုက်မှုတွေစစ်ကောင်စီကဇက်တိုက်လုပ်နေတာဟာလူခွင့်ရေးကိုချိုးဖောက်ပြီးစစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာသာဖြစ်တယ်လို့ Fortify Right ရဲ့လူခွင့်ရေးစုံစမ်းစစ်ဆေးရေးတာဝန်ခံကိုဆိုင်အာကာက DB Fact Check ကိုပြောဆိုထားပါတယ်။ အခုလိုလေချောင်းတိုက်ခိုက်မှုတွေစတိုက်ပြုတ်လုံနေလို့ပြည်သူတွေတေဆုံးနေတာကိုလည်းသူတို့ကအေးတယူပြုတ်လုံနေတဲ့ပုံစံမရှိပါဘူးစစ်တပ်နဲ့လော်ဘီတန်းဝိုင်းကအမြဲပြောပြောနေတဲ့ရွာသားတွေဟာလည်းတပုံတွေပဲဆိုတော့စိတ်သက်စစ်စင်ရေးနဲ့ပြည်သူလူထုရဲ့လူခွင့်ရေးကိုပါပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီးစစ်ရာဇဝမှုတွေကျူးလွန်နေတာပဲဖြစ်တယ်တရင်မာတွေကိုလက်နက်တပွဲအုံချနေတာပဲဖြစ်တယ်လို့ပြောကြလိုပါတယ်ခင်ဗျာ လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခံရလို့ကလေးငယ်တွေပြည်သူတွေထိခိုက်ဒေဆုံးရတဲ့ဖြစ်စဉ်မျိုးနဲ့ပတ်သက်ပြီးစစ်ကောင်စီနဲ့စစ်ကောင်စီလော်ဘီတွေကဝါရဖြန့်လိန်လဲထွက်ဆိုမှုတွေစတိုက်လှုပ်ဆောင်နေတာမို့အွန်လိုင်းယူဇာတွေအနေနဲ့ဖြန့်ဝေမှုတွေများတိုင်းယုံကြည်တာမျိုးမလုပ်ဘဲလွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေမှာဖော်ပြချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးပြီးမှယုံကြည်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။ ရသေးတောင်မျိုးထွန်းရဝေကျေးရွာအနီးအေးအေးအဖွဲရှိနေတယ်ဆိုပြီးသတင်းပေးလို့ဘုံကျဲရှင်းလင်းလိုက်တယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်မေယူထားနေ Telegram channel ကနေမေလ23ရက်နေ့ကဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာရခိုင်ပြည်နယ်ရသေတောင်ထွန်းရဝေကျေးရွာဟာမေလ23ရက်နေ့ကစစ်ကောင်စီရဲ့ဘုံကျဲချခံလိုက်ရပြီ ဒေသခံ၁၀ဦးကျော်တိတ်ဆုံးပြီး20ဦးထပ်မတဲ့ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ဒေသတွင်းသတင်းဌာနတွေနဲ့လွတ်လပ်ပြီးရုံကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ Just Fighter အသုံးပြုပြီးပေါင်900ပုံကျဲချခံရတာဖြစ်ပြီးတိတ်ဆုံးဒဏ်ရာရသူတွေထဲမှာကလေးတွေအမျိုးသမီးတွေအများပြားပါဝင်တယ်။ထွန်းရဝေကျေးရွာဟာဆစ်ဆောင်အများပြားခိုလုံနေတဲ့ရွာဖြစ်တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။သတင်းဌာနတွေရဲ့ဖော်ပြချက်တွေထဲမှာ ဒေသခံတွေရဲ့ပြောဆိုချက်တွေနဲ့အတူထိခိုက်ဒဏ်ရာရသူတွေရဲ့ဓပုံတွေနဲ့အတူဖော်ပြထားတာပဲဖြစ်ပါတယ်။ဒါအပြင်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးထိခိုက်သေးဆုံးရသူတွေစီးရင်ကိုရခိုင်တပ်တော် AA ကထိခိုက်သေးဆုံးရသူတွေရဲ့နာမည်အသက်အရွယ်နဲ့တကွအတိတ်ကြာဖော်ပြထားပါတယ်။လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်ဒေသခံတွေရဲ့ဖြေဆိုချက်တွေအရထွန်းရဝေကျေးရွာမှာတည်ဆုံခဲ့ရသူတွေဟာပြည်သူတွေဖြစ်တာထင်ရှားပါတယ်။ဒါကြောင့် ရသိတောင်မြို့ထွန်းရွေကျေးရွာအနီးအေအေအဖွဲရှိတယ်ဆိုပြီးသတင်းပေးလို့ဘုံကျဲရှင်းလင်းလိုက်တယ်ဆိုပြီးဖြန့်ဝေနေတာမှာထွန်းရွေကျေးရွာဘုံကျဲချခံလိုက်ရတဲ့ဖြစ်စဉ်ဟာမှတ်ကန်ပေမဲ့တိစုံသူတွေဟာအေအေတပ်ဖွဲ့ဝင်တွေမဟုတ်ဘဲပြည်သူတွေသာဖြစ်နေတာမို့လို့သတင်းအမှားနဲ့ဝါရဖြန့်ချီနေတာပဲဖြစ်ပါတယ် တောင်ငူခရိုင်တရားရုံးကဒုဦးစီး CDM လုတ်ပြီးလက်ရှိ KTB တွေမှာဟိုင်းမဲလုတ်နေတယ်ဆိုပြီးဓပုံနှစ်ပုံနဲ့အတူဖြန့်ဝင်နေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။အောင်ထဲ TikTok အကောင့်အပြင်ဘန်းညွန့်နဲ့ကိုလှရွှေသတင်းမှန် Telegram Channel တွေကနေမက်ရှလာ73ရက်နေ့ကဖြန့်ဝင်နေတာပဲဖြစ်ပါတယ်။ဖြန့်ဝင်နေတဲ့ဓပုံတွေကိုစစ်ဆေးကြည့်တဲ့အခါမှာဓပုံနှစ်ပုံလုံးဟာမန္တဒီဝင်းလဲရဲ့ပုံတွေဖြစ်ပြီး တရားရေးဝစ်ဆောင်တဲ့ပုံဟာ2021ခုနှစ်မတ်လ9ရက်နေ့ကဒေါ်နဒီဝင်းလက် CDM ဖျောက်ရှားမှုမှာပါဝင်ခဲ့ကြောင်းအများပြည်သူကိုမျှဝေခဲ့စဉ်ကပုံဖြစ်ပါတယ်။ဒုတိယပုံကတော့မန်နဒီဝင်းလက်ကိုယ်တိုင်သူမရဲ့အကောင့်မှာတင်ထားခဲ့တဲ့ပုံတွေထဲကတပုံဖြစ်ပြီးဖိုတိုစတူဒီယိုလုပ်ငန်းအတွက်ကြော်ညာရိုက်ကူးရေးအတွက်ရိုက်ကူးထားတာကိုမျှဝေခဲ့တာပါ။လူမှုပွဲရမှာမျှဝေထားတဲ့အချက်လက်တွေရ CDM တရားသူကြီးမက်ဒဒီဝင်းလက်ဟာလက်ရှိမှာမိသားစုနဲ့အတူ ိုင်းမြန်မာနယ်စပ်မှာနေထိုင်နေသူဖြစ်ပြီးဓာတ်ပုံစတူဒီယိုလုပ်ငန်းတူရိယာရောင်းဝယ်ရေးလုပ်ငန်းတွေကိုလုပ်ကင်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်တောင်ကိုခရိုင်တရားရုံးကဒုဦးစီး CDM လုပ်ပြီးလက်ရှိ KTB တွေမှာဟိုင်းမယ်လုပ်နေတယ်ဆိုပြီးဓာတ်ပုံနှစ်ပုံနဲ့အတူဖြန့်ဝင်နေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။စက်ကောင်စီလက်အောက်ခံ lobby တွေဟာ မကြခဏဆိုသလိုတော်လှန်ရေးဘက်တော်သားတွေနဲ့ဆက်ဆက်ပြီးပုံဖြတ်တဲ့သတင်းတုသတင်းအမှားတွေနဲ့ဝါရဖြန့်ချီလေးရှိတာမို့လို့ online user တွေအနေနဲ့ပြန့်နှံ့မှုများတိုင်းမယုံကြည်ပဲလွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားမှုနဲ့ကာယကံရှင်တွေရဲ့ရှင်းလင်းဖော်ပြချက်တွေကိုကြည့်ရှုကြဖို့တိုက်တွန်းလိုက်ရပါတယ်။ နေ့စဉ်နဲ့အမျှပြောင်းလဲနေတဲ့ခေတ်အစည်းအထက်မှာအွန်လိုင်းသုံးစွဲသူတွေအနေနဲ့တဆင့်စကားနဲ့ကြားရတဲ့သတင်းတွေအင်တာနက်ပေါ်တွေ့ရတဲ့သတင်းတွေကိုမှန်လားမှားလားဆိုတာကိုယ်တိုင်စဉ်းစားဆုံးဖြတ်ကြမယ့်အချိန်ဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေအချက်လက်အမှန်မှားစစ်ဆေးမှုတွေကိုလက်မလွတ်တမ်းသိနိုင်ဖို့အတွက် DB Fact Check Telegram Channel ကို join ထားကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်။အားလုံးပဲ online တိုင်ရင် Fact Check ကြပါလို့သတင်းစကားပိုင်းနဲ့ DB Fact Check အစီအစဉ်ကိုထပ်မံတင်ဆက်ပေးသွားပါဦးမယ်။